ပိုင်းနှင့်ဒီနေ့ခေတ် online teaching လုပ်နေသူတွေအထူးသဖြင့် online ကနေဈေးရောက်လုပ်နေလုပ်နေတဲ့သူတွေမတိမဖြစ်မတိကိုတီးရမယ်အချက်များတဲ့ကနံပါတ်1အပိုင်းနေဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အပိုင်းတစ်မှပြောသားသလိုပဲကျွန်တော်တို့ social platform တွေကိုမဖြစ်မနေတုံးထည့်ရမယ်လို့ပြောခဲ့တယ်เนาะအဲ့တော့အဲ့ဒီတဲကမှအဲ့ဒါကပြန်ပြီးတော့ ရှိကဟာကိုသင်ခန်းစာကိုပြအရှိကဗီဒီယိုလေးကို intro ပြောင်းဝင်တာမိတ်တောင်းမှာဆိုတော့ကျွန်မ notes ထည့်ထားတယ်။ဟိုကျွန်မတို့ကဟုတ်ပြီ social တွေကိုသုံးပြီးတော့ social and platform တွေက Facebook ကို page တက်ထောင်တတ်သွားပြီ။အမအမပြောလို့ညီမပြောလို့ YouTube တွေကနေပါကြည့် page တော့ထောင်ထားပြီ။ page တခုအဲ့ဒီမှာကျွန်တော်တို့ Facebook ထဲဝင်လိုက်ပြီ။ Facebook ထဲဝင်လိုက်ပြီးအဲ့မှာ page တခုထဲဝင်လိုက်ပြီးဟောဒါဆိုရင်အဲဒါဆိုရင်အော်ဒါဆိုရင်ကျမရဲ့ကိုယ်ပိုင် page လေးနော်ကျမရဲ့ကိုယ်ပိုင် page လေးအဲ့ဒီကိုယ်ပိုင် page လေး follower က 68k follower ရှိသွားပြီပေါ့နော်အဲ့တော့ follower 68k ပေးပိုင်ရှင် page ပိုင်ရှင်လေးတခုဖြစ်နေပြီလို့လက်ရှိမှာတော့ကိုလည်းအဲ့လိုဖြစ်လာနိုင်တယ်ဟုတ်ပြီအဲ့ဆိုရင်ကျမလည်းအများကြီးစူးစမ်းခဲ့ရတာပေါ့ဒါ intro တွေထွေးလိုက်လို့ဝင်ကုန်ပြီရှင်အဲ့တော့ဟုတ်ပြီအဲ့တော့ page တခုဖန်တီးပြီးသွားပြီလုတ်တက်သွားပြီဒါဆိုရင် boosting ထိုးမယ်သူများကိုလူတွေများများမြင်အောင်ပြမယ်ဆိုအပိုင်းတွေမှာပြောခဲ့တယ်ဟုတ်တယ်ပြလို့ရတယ်အဲ့တော့ဘယ်လိုပြမလဲကျမတို့ကဘာဖန်တီးရမလဲဆိုတော့ကြော်ညာစာသား content ဆိုတဲ့ကြော်ညာစာသားဖန်တီးရမယ်အဲ့တော့ကိုယ့်ရဲ့ page မှာကိုကြိုက်တာကိုရေးလို့ရတယ်အများကြီးပဲကျွန်မတည်ထားပါတော့ကိုယ်တိုင်ရေးထားတာ copy paste လုံးဝမရှိဘူးဟုတ်ပြီအဲ့ထားပါတော့ရှင်ဒါကဒီ phonics နဲ့ပတ်သက်တဲ့ zoom class လေးကိုကြောညာမယ်ဆိုပါစို့အဲဒီလိုပုံလေးနဲ့စာလေးနဲ့ကိုကြောညာလိုက်ပြီး ဒါမှမဟုတ်ရှင်လဲဒီမှာစာအုပ်ရောင်းကျင်နေစာအုပ်တင်နှံကြော်ညာကျင်နေဆိုပါဆိုဒီလိုမျိုးလေးမြင်ရလားအဲဒါမျိုးလားအဲ့ဒါဆိုဘူးစော့မယ်ဆိုဒီမှာတွေ့လားဘူးစပို့ဆိုတွေ့လားပဲအဲ့ဒီဘူးစပို့ဆိုတဲ့နေရာလေးကိုနှိပ်လိုက်နှိပ်လိုက်တာနဲ့ကျမတို့ကနှိပ်လိုက်ပြီးနှိပ်လိုက်တာနဲ့ကိုဘူးချင်တဲ့အဲအကြောင်းညာတွေကို Facebook ကသူက like မကောင်းလို့အဲ့ဒီမှာအကုန်လုံးဆက်လိုက်ကြည့်သူကပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့အခါမှာကျမစစနာပြောသလိုအဲဘယ်လိုမျိုး boost လို့ဘယ်လိုလူတွေကြောညာခြင်းလဲဆိုတာသူကအစင်းစင်းအကုန်လုံးမေးထားတယ်လိုင်းကောင်းရင်တော့တခါလေးပြကြရင်တော့လိုင်းမကောင်းဘူးအဲ့မှာကိုကြောညာမဲ့လူတွေအကုန်လုံးကိုကျွန်တော်တို့ကြောညာလို့ရပါတော့ဒီမှာရပြီနော်ဒီမှာအချိန်နော်ဘယ်နိုင်ငံကိုကြောညာခြင်းလားလဲဘယ်မျိုးအချိန်ဘယ်လောက်မှကြောညာမှာလဲဒေါ်လာဘယ်လောက်သုံးမှာလဲအပြင်ကိုအဲ့ရရဲ့ချွေးလိုက်ပြီဆိုရင် next ကိုနှိပ်မယ်ထက်သွားမယ်အဲ့လိုအဲ့လိုနဲ့ကိုကတော့တကယ်မကြောညာလို့ပြန်ထွက်လိုက်မယ်နော်အဲ့လို boost post ဆိုတဲ့ဟာလေးအပြာရောင်လေးပေါ်လာတာဖြစ်ပါတယ် Facebook ရဲ့ Facebook ပေါ်မှာစနစ်တကျငွေရှာကျင်နေဆိုရင် Facebook စီမီစီကန်းနေသူ့ရဲ့ချက်မှတ်ထားတဲ့ policy တွေကို TikTok လည်းအဲ့လိုပဲ YouTube လည်းအဲ့လိုပဲသူ့ရဲ့စီမီစီကန်းကိုကျွန်မလိုက်နာမယ်။လူကလူဘဝဒီစီကန်းတန်စီကန်းဒီလူတန်ဖို့ဆိုတာသိကိုမှန်ပါလိမ့်ရှင်။ဒါကြောင့်မလို့အဲ့လိုကျွန်တော်တို့အဲ့ဒီစီကန်းတကျကျွန်မလုတ်ပါမယ်ဆိုရင်အဲ့လို boost post ဆိုတဲ့အရာတွေမပေါ်လာတဲ့အကြောင်းမရှိကိုယ့်ရဲ့ page ကအမြဲတမ်းစိမ့်ပြီးတော့ quality ကောင်းတဲ့ page ဖြစ်နေပါလိမ့်မယ်။ဒါဆိုတနေ့မဟုတ်တနေ့ Facebook ကလူတွေများများမြင်အောင်ပြပေးမှာဖြစ်ပါတယ်။အဲ့တော့အဲ့လို boost post ကျွန်တော်တို့ဘာလို့ရမှာလဲ bank card ရှိရမယ်။နော် bank card ရှိ ဖို့လိုတယ်တက်ဆိုင်ရာကိုအစင်ပြာဘန်ကက်တွေနဲ့လုပ်လို့ရတယ်ကျမတို့ recommend ပေးချင်တာက AYA ဘန်ကက်ရဲ့ CB CB တော့အခုသိမ့်မရတော့ AYA ဘန်ကက်မှာကျမတို့မြန်မာငွေထည့်လို့ရတယ်မြန်မာငွေထည့်ပြီးကြတယ်မှာအဲမြန်မာငွေနဲ့မှာကိုကဒီဘက်မှာသူကဒေါ်လာနဲ့အဲဒီပြန်ပြီးတော့သူကလဲသွားပြီးတော့ boost ထိုးရတာဖြစ်ပါတယ်ဒါဆိုရင်အဲ့လိုမျိုးကိုကဒေါ်လာသုံးဖို့အတွက် ခုနပြောတဲ့အချက်တွေကိုကိုကသိရမယ်ကျွန်မတို့ဘယ်ကတက်ခဲ့ရလဲဆိုတော့ဈေးရောင်းလို့တက်ခဲ့တာလူတွေပြောတယ်လေမလီရှုကျွန်မချိုးဆိုကျွန်မ negative comment လာမှန်းနေအဲအဲအဲရိုင်းကတော့ပါအဲကောင်မရတဲ့ပြောတတ်မှာပေါ်ဆိုတတ်မှာပေါ်တဲ့ဈေးရောင်းခဲ့တာကိုတဲ့အဲ့လိုမျိုးကြီးအဲရီးချင်းနေဈေးရောင်းခဲ့တဲ့ကျွန်မဘာပြောလို့သိလားဒီဈေးရောက်တဲ့အမကတဲ့ဈေးတန်နဲ့မတူဘူးတဲ့လူတယောက်ကိုတစ်ဖက်သားကိုနားလေအောင်ရှင်းပြတယ်ဆရာစာတင်တဲ့စာတင်တဲ့သူနဲ့တူတယ်တဲ့ဆရာမနဲ့တူတယ်အရင်ကဘာလို့ခဲ့လဲတဲ့ကျွန်မ2010 2020 online ကိုဗစ်ကာလတုန်းကကျွန်မဈေးစာရောင်းခဲ့ဖို့ live ring ခဲ့အချိန်တုန်းကဈေးရောင်းတာမဟုတ်ဘူးလူတွေက knowledge sharing လုပ်နေတဲ့အချိန်တုန်းကကျွန်မအဲ့လိုမေးကြတာအဲ့အောက်မှာမလားမေးတဲ့ကိုရဲ့ skin care customer တွေကအဲ့အဲ့ဒီအဲ့ဒီကလေးကဗာမေးကြလဲဆိုတော့ဆီယမ်မဆီယမ်မလားဘာလုပ်ခဲ့လဲမသိဘူးရှင်းပြတာအရင်ကောင်းတယ်နော်အဲ့တော့မလို့မလို့တဲ့သူကကြီးမြတ်တဲ့သူကဗာပြောလဲအဲ့ဈေးတယ်မို့လို့စကားတွေအရင်ပြောတတ်တယ်လူတွေကို motivation တွေပေးတတ်တယ်။ motivation ဆိုတာလေကျွန်မပြပြမယ်လူတွေပေးလို့ရတာတမနစ်ပဲ။ ကိုယ်စိတ်ထဲမှာရှိရတဲ့ motivation ကเนาะတခါတည်းကြုံတော့ sharing လုပ်ပြုံးမယ် motivation ကိုဘယ်သူမှပေးလို့မရအောင်အဲ့ဒီဟာလည်းဗီဒီယိုတက်တက်လာမယ်ကျွန်မအဲ့ဒါတော်တော်လေးပြောချင်နေကြပြီနေ့တိုင်းလည်းအကြရာအကြရာဆုံးစကားကိုပြောပါစေအဲ့ဒီ motivation စကားပဲ နော်အဲ့ဒီတော့ဟုတ်ပြီအဲ့တော့ဘဏ်ကက်ရှိမယ်ဒေါ်လာသုံးပြီးတော့ကိုကလုံမယ်ဆိုရင်တက်ပြီအဲ့တော့အခုကြားထဲမှာပြောတဲ့အဆင့်တွေကိုမတက်ဘူးဆိုရင်စနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တော့ Facebook ပေါ်မှာ YouTube ပေါ်မှာကျွန်တော်တို့တွားလေ့လာမယ်မလေ့လာခြင်းဘူးဆိုရင်ကျွန်မ ADS online class ဆိုတဲ့ online class လေးကိုညွှန်ပြတယ်ဘယ်လိုရှားမလဲမပြောနဲ့ ADS online class ဆိုတဲ့ Facebook boosting 2 service ကိုအကုန်လုံးကို SCR ကဗီဒီယိုနဲ့သင်ပေးတာရှိတယ် သင်တန်းကြီးလည်းတက်တာရဲ့ရှင်ဗီဒီယိုလက်ဆန် class ဖြစ်တယ်အဲ့တော့တခါကျမကိုလာမေးတယ်လို့ zoom class မှာစိတ်ဝင်စားတယ်ဆိုလူတက်ကတော့သွားမမေးနဲ့ zoom class မဟုတ်ဘူးဗီဒီယို class ကျမလည်းအဲ့ဒီဟာတွေသင်တန်းနေတက်ပြီးတော့တက်ခဲ့တာဖြစ်တယ်နောက်တခါလည်းပြပြတယ်အဲ့ဒီတော့ okay ဟုတ်ပြီအဲ့ဒီလိုမျိုးဗီဒီယိုလက်ဆန် class ထဲမှာလေ့လာရင်းနဲ့ပို့တက်ခဲ့တယ်ပြီးတော့အရှိမလည်းတခြားသင်တန်းကြီးလည်းပတ်စံကုန်ခန်းကြီးအများကြီးတက်ခဲ့တယ်အဲ့ဒီလိုပညာတွေကိုငွေနဲ့လဲပြီးတော့စုလာဆောင်းလာခဲ့တဲ့အခါတက်လာခဲ့တယ် free လေ့လာလို့တော်ရုံတန်ဒီပညာကမရှိဘူးအဲ့ဒီဟာကိုကျမတို့သွားသင်ရမယ်အဲ့ဒီလိုသွားသင်တဲ့အခါမှာစာသင်တတ်ရုံနဲ့ ဘာဖြစ်လို့ចောင်းသားမရတာလဲဆိုတာကိုမျိုးလုံးနဲ့မြင်မိလားမသိဘူး ကိုစားတင်တဲ့ကိုလူတွေကိုလူမြင်များမမြင်ကိုမှဘာ brand မှလည်းမရှိသေးဘူးကိုစားတင်တဲ့လူမသိခင်ကျမတို့ဘလို့စမလဲဆိုတော့အခုနကပြောတဲ့အချက်ကိုမဖြစ်မနေကျမတို့လုံးလို့ရတာမှစလို့ရမယ်။ဒါပြင်မမှစကျင်နေဆိုစိုက်ဖို့ထောင်ပြီးစတာမျိုးတို့လုံးရင်လည်းလုံးလို့ရတယ်။ဒါပေမဲ့ online platform ပေါ်တက်လာဖို့ဆိုရင်ဒါတွေတခုရနေမလုံးလောက်ဘူးကျမတို့ကမြေပြင်ပေါ်မှာစပြီးအချိန်ယူပြီးဟုတ်ပြီအချိန်မယူချင်ဘူးမြန်မြန်ဆန်ဆန်ကိုလုတ်ကျင်နေဆိုရင်တော့အဲ့ဒီပညာကိုကျမတို့တက်ထားတင်တယ်လို့ကျမတို့ recommend ပေးတယ် ADS online class ဆိုပြီးတော့အဲဒီ Facebook boosting ထူတာတွေအကုန်လုံးကိုတင်တန်းလေးတွေပေးပါတယ်အစီအစဉ် နော်အဲ့ဒီတစ်ခါကျတော့မကျွန်တော်တို့က boost ထိုးရမယ့်ဟာ page မှာရှိတဲ့စာသားလေးကိုကြိုက်ဆုံးကိုလိုချင်တဲ့စာလေးကောင်းကောင်းရေးပြီးတော့ boosting ထိုးလိုက်ရုံပါပဲနော်အဲ့ဒီတော့ဒီထဲမှာတခုတစ်ခါပြောချင်တာကပညာရေးပြီးခင်မီဖွံ့ဖြိုးတိုးတက်တော်နိုင်ငံတော်ကြီးတိဆောက်အံ့ဆိုတဲ့ခေါင်းစဉ်စာကျွန်တော်တို့အမြဲတမ်းလူတိုင်းတွေ့ဖို့ပါလိမ့်မယ်နော်ကျွန်တော်တို့နိုင်ငံရဲ့ဆောင်ပုံကြီးအဲ့ဒီဆောင်ပုံထဲမှာကျွန်တော်တို့မဖြစ်မနေဆီယမ်မော့ရဲ့ကဏ္ဍကဘာလဲဆိုတော့တခြားကဏ္ဍတွေကျွန်တော်မပြောလို့ဘူးဆီယမ်ဆီယမ်မော့ရဲ့ကဏ္ဍကပညာရေးကိုခင်မီဖွံ့ဖြိုးတိုးတက်တော်ပညာရေးကိုသင်ကြားနိုင်တော်သင်ပြနိုင်တော်ဆီယမ်မော့ဖြစ်အောင်ကျွန်တော်တို့မဖြစ်မနေလေးကိုလေ့လာရမယ် နော် freelance မှာဖြစ်စေအင်္ဂလိပ်စာသင်တဲ့ဆရာဖြစ်စေသင်ချာသင်တဲ့ဆရာဖြစ်စေဘာသင်တဲ့ဆရာဖြစ်ပလေစီရှင်ကျွန်တော်တို့ကနော်ဒီဘာဖြစ်လို့လဲဆိုတော့လူတိုင်းကယနေ့ခေတ်မှာ social media မသုံးလို့မရအောင်နော်ဆိုရှင်လူတိုင်းပြောကြတဲ့ငပိရောင်းနေတာငပိငပိရောင်းတာငပိရဲ့ချွေလူနှိမ်ပြောကြလဲငပိရောင်းနေဈေးတယ်ပါဟဲ့အဲဒါကျွန်တော်တို့ကအဲ့လိုဘယ်တော့မှလူများအဲ့လိုမပြောဘူးဘယ်လိုပဲချစ်လို့စေစိန်ရောင်းနေစိန်ကုန်တယ်တငင်းဒီရောင်းနေတငင်းဒီစားရည်စေရောင်းနေသူပဲဖြစ်နေပလေစီနော်ဘလူဘလူလူမျိုးပဲဖြစ်နေပလေစီနောက်ဆုံးဘယ်ကိုရောက်လာရလဲ online platform ပေါ်2020ခေတ်က covid ကာလမှာခေတ်ကျွန်တော်တို့က online online ရဲ့အသုံးပြုမှုကိုမြန်မာနိုင်ငံမှာစတင်လာခဲ့တာဖြစ်တဲ့အတွက် online ရဲ့ကောင်းချောင်းကိုတည်လာခဲ့တယ်။ဒါဆိုရင်ကျွန်တော်တို့ online မရှိလို့မဖြစ်တဲ့ဘဝမှာလူတိုင်း Facebook မသုံးနိုင်ဘူးဆိုတဲ့ဘဝမှာမသုံးရင်မနေနိုင်ကြတဲ့တော်တော်များများလူများစုမှာကတိကတည်းကပြောမဲ့သူရှိရင်ငါတို့ကမသုံးဘူးဆိုတဲ့သူတွေနားမထောင်နဲ့။နော်ငါတို့က Facebook မရှိလို့နေနိုင်နေဆိုတဲ့သူနားမထောင်နဲ့။အဲ့လိုလူတွေမပါဘူးနော်။အခု online learning teaching ကိုစကျင်တဲ့ညီမတွေအမတွေအတွက် ကိုကရည်ရွယ်တာဖြစ်ပါတယ်အဲ့တော့ဒါ motivation ပေးနိုင်လည်းမဟုတ်ဘူးချို့နေ negative ပြောတယ်အမလေး motivation ပေးပြီးတော့သူများကိုဆွဲဆောင်နေတာဟမ်အဲ့လိုမျိုးပြောရဲသူကရှိသေးရဲ့တိလာရည်ချင်းတယ်ဘသူကမဆွဲဆောင်ဘူးဘသူကမှလည်းကျမနဲ့လာချိုင်ဖို့အတင်းနဲ့မတိုက်တော့ဘူးเนาะကျမစီမံတနေတဲ့ဖို့လည်းဘသူကမတိုက်တော့ဘူးကြိုက်တယ်ဆိုရင်လားမကြိုက်ရင်မလာနဲ့ဒါပဲကျမပုံမလင်းပြောတဲ့ဒါကိုကတိုင်းရင်းသားဖြစ်တဲ့အတွက်ရော့ပဒမေရော့နော့ကဒဲပဲပြောတဲ့တယ်ရှင်เนาะအဲ့တော့ကို့တုံးကဆိုရင်ဒါမျိုးလမ်းပြတဲ့သူ ဒီသူတူတရားမှမရှိဘူးတာအပွင့်လင်ဆုံးအမှန်ကန်ဆုံးအယူသားဆုံးပြပြတာဘယ်လိုစခဲ့ရလဲခုနကပြောသလိုပဲစန်တဘောဘောလမ်းလျှောက်လမ်းလျှောက်ရင်းနဲ့စလာခဲ့တဲ့အရာတွေကိုသိခဲ့တာတွေကိုအခုရှင်တို့တွေညီမလေးတွေအမတွေကိုလာပြီးတော့ချစ်လို့ပြောပြတာဖြစ်တယ်နော်သူများတွေလို့တော့တခြား content နဲ့ကိုလည်းမဖန်တီးတဲ့ဘူးကို တက်ကြွတဲ့ပညာရေးနဲ့ပတ်သက်တဲ့တည်တည် knowledge လေးကိုကို share ပေးတာဖြစ်တယ်ပညာရေး knowledge ဆိုလို့လေအဲငါဘယ် level ရောက်တော့ဘော knowledge မဟုတ်ဘူးအဲ့လောက်တည်းကျွန်မမတော်ဘူးเนาะကျွန်မမဘာဘွဲမှလည်းဘာ B ဒီမှလည်းမရှိဘာ ME ဒီမှလည်းမရှိဘာ MSc မှလည်းမရှိဘူးကျွန်မကတာမန် BA ဘွဲရစတိမြင့်သော3.6အပတ်စဉ်စင်ပညာရေး college စင်ကျောင်းသူတူကနေဖြစ်လာတဲ့ဆီယမ်မတယောက်ဖြစ်တယ်အဲ့ဒီတော့ဟုတ်ပြီအဲ့တော့ကျွန်မတို့ဆီယမ်မတယောက်ခုနကပြောသပညာရေးခွင့်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတိဆောက်အံ့ဆိုတာမျိုးကိုမလုပ်နိုင်ရင်တော့ကျွန်မတို့ကိုကိုကိုเนาะပညာရေးကိုခွင့်မီဖွံ့ဖြိုးတိုးတက်သောဆီယမ် ဆီယမဖြစ်လာစေဖို့အတွက်เนาะ ခင်မီဖွံ့ဖြိုးတိုးတက်စေမှာဖြစ်လာစေဖို့တခင်မီပညာမှာရှိလာတဲ့ tools တွေကိုကျွန်တော်တို့သုံးသပ်ရမယ်။အဲ့တော့ social platform တွေခုနပြောတဲ့ Facebook, TikTok, Telegram, YouTube ဒါတွေကိုကျွန်တော်တို့သုံးဖို့သုံးသပ်ရမယ်။အဲ့လိုသုံးသပ်တဲ့လူဖြစ်လာပါမှပဲကျွန်တော်တို့ကဒီထက်ပိုများတဲ့လေ့လာမှုတွေကိုအများကြီးလုပ်နိုင်လုပ်နိုင်လာတဲ့အခါမှာဒါမျိုးတွေသုံးသပ်လာမယ်။အဲ့လိုသုံးသပ်လာတဲ့အခါကျမှကျွန်တော်တို့တော့ကပတ်စံဆိုတာမခေါ်ဘဲနဲ့လိုက်လာမယ်။ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ပတ်စံအသာထားလိုက်ရင်ကိုကိုတိုင်းတခုလုပ်နိုင်တာမြင်ကလေးတွေကိုပဲစဉ်းစားကြည့်လိုက်။တသားလုပ်နိုင်တယ်ဆိုအဲ့ကလေးဘယ်လိုခံစားပျော်တယ်။အဲ့တမိလုပ်နိုင်တယ်ဘယ်လိုခံစားအဲ့ကလေးလေး းပြောတယ်ထိုနည်းတူစွာကျွန်မတို့လည်းအဲ့ဒီတိုင်းပဲလို့မှတ်ပါကျွန်မတို့ရဲ့ယင်ထဲမှာ2025ကိုပြီးစလဲကုံဆုံးသွားတဲ့သူတွေကနေ2025ကိုပလန်လေးတွေနဲ့စူးစမ်းပြီးကုံဆုံးသွားတဲ့သူစူးစမ်းရင်တော့ပုံပင်မန်းနဲ့ပုံပင်မန်းရင်ပတ်စံပိုရတယ်ရှင်ငွေကိုလွယ်လွယ်နဲ့ရတယ်ဆိုတာလူတွေချက်ပြောလို့ရတာเนาะအဲနောက်ဆုံးရှင်လိန်လဲမှုလုပ်ရင်တော့မှပဲအများကြီးပဲသူများယုံအောင်ပြောမဟုတ်ကောက်ကွက်တယ်ပြောရသေးရပဲဟုတ်တယ်မလားအဲအဲ့လိုပဲဒါကြောင့်မလို့ငွေတစ်ခုပုံမှန်ပမာဏထက်ပိုများတဲ့ငွေ10သိန်းပမာဏ15သိန်းပမာဏကိုရှာခြင်းရှာနိုင်ခြင်းနဲ့ဆိုရင် ်ခုနပြောတဲ့ social platform နဲ့ပတ်သက်ပြီးလေတောင်မြင်မြင်လောက်အောင်မယ်ဒါရီတော့ငါမလုပ်ချင်ဘူးမလေးငါဟိုចောင်းတဲ့ចောင်းစစ်စာတင်ရရင်ပြီးတာပဲလာစားလေးရပြီးရပဲဆိုရဲသူတွေတော့ ဒီဗီဒီယိုကမလို့အဲ့ဒါလို့ဘာမှလိလစရာလည်းမလို့သူတို့တက်ကတော့ဘဝအေဂျင်နဲ့ကိုရီးယားကဟိုင်းနဲ့ညိမ့်ပြီးနေလို့ရတယ်ကျမတို့ဘဝကတော့အဲ့ဒီလိုမျိုးကိုကအဲ့လိုနဲ့မပြောတဲ့အတွက်ကျမတို့မပြောတဲ့သူမှဒီလိုလီလန်းစင်ကိုရှောက်တော့ဘာလို့ဆိုတော့ရှောက်သွားပြီဆိုလို့ရှိရင်အမြဲတမ်းဒီပေါ်မှာ straight တော်ပြီးနေရတယ်ကျမတို့ဆိုရင် creation ဖန်တီးဖို့သူများရဲ့လိုချင်တာမဖန်တီးတယ်ဘူးဟာပါလည်းမဖန်တီးတယ်ဘူးအဲ့မဲ့ဒီတင်ချိုင်းနဲ့ပတ်သက်တဲ့အရာကငါဘလို့ဖန်တီးမလဲအဲ့ဒါလေးငါဘလို့လွင့်ကောင်းမလဲ idea ရလာကလေးတယောက်ကငါဒါတင်တယ်ဒါလေးမှဒီလိုပိုကောင်းသွားတယ်အဲ့တော့နောက်ထပ်နောက်ထပ်ဒါလေးကိုငါဒါနဲ့ပတ်သက်ပြီးတင်တော့ကူလေးငါဘလို့လွင့်ကောင်းမလဲစသည်စသည်အဲ့လိုမျိုးခင်မိဖွံ့ဖြိုး တွေ့တဲ့တော့ platform တွေကိုတုံးပြီးတော့တက်လာခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဒီ video လေးမှာအပိုင်းလေးနဲ့လာမျှဝေပေးတာ